2025ခုနှစ်မေလတတိယပတ်ကာလအတွင်းမိုးလေဝသအခြေအနေခန့်မှန်းချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေပြင်းအားနှင့်ရပ်ဝန်းတကြိမ်ဖြစ်ပေါ်နိုင်ပြီးမွန်နိုင်ငယ်အထိဖြစ်ပေါ်နိုင်ကြောင်းသိရှိရပါတယ်။ဒါအပြင်မေလ24ရက်နေ့30ရက်နေ့မှာတော့အနောက်တောင်ဘုတ်တုံလေးဟာမြန်မာနိုင်ငံအရရက်မှာဝင်ရောက်နိုင်ကြောင်းနဲ့အခုအချိန်မိုးရသည့်ကာလမှာတော့ရွာသွန်းမြဲမိုးရနိုင်ပြီးပုံမိုးရွာသွန်းနိုင်တာကြောင့်ကြိုတင်သတိပေးချက်များထုတ်ပြန်ပေးလျက်ရှိကြောင်းနဲ့ပတ်သက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြား ြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးဦးလာထွန်းကအခုလိုပဲပြောပြထားပါတယ်။ဒီသတင်းကိုသတင်းတော်မတ်ထက်ထက်လွင်ကသတင်းရယူပေးထားတာဖြစ်ပါတယ်ရှင်။ဘောင်းမစက်ငါးဦးမြေဒီလားစတေးရဘဒီလား30ဒီအနေဒီဘဲဘာလာမဖြစ်နိုင်တဲ့ဒီနေ့ကအမှန်ချက်တွေကတော့ပုံမှန်အပ်လဲရောချင်းနေအမှန်ချက်မှာဆိုရင် နောက်တော့ဘုဒ္ဓံကဒေနာ၂၁ရက်ကနေ၂၃ရက်လေးအထိမှာလို့ဆိုနိုင်ရတဲ့ဘိုင်းဒေနာတွေကိုမရောက်မှာဖြစ်ပါတယ်။နောက်ဒီဒေနာ၂၄ရက်ကနေဒေနာ၃ရက်လေးအထိမှာလို့နောက်တော့ဘုဒ္ဓံကဒီမှာတနင်္ဂနွေကိုဒါပြောင်းမယ်လို့သမ္မာဒါဆိုလို့နော်။ဒေနာအဒီယဆေရကာလာတို့ကပ္ပိညေဒေနာပင်လေးပုံမှာဒီဒီအနေရအောင်အခြေအနေကိုဖြစ်နိုင်ပြီးတော့ မောင်နိုင်ရဲ့အဖြစ်ကိုလည်းအခုခံမှန်းအောင်အဲ့တော့ဒီကာလမှာနောက်တော်မောဆုံးဒီအချိန်ကြီးကဒီထားတဲ့ဒီမှာအောက်အောင်နိုင်တဲ့အချိန်ကြီးရှိပါတယ်။နောက်ဒီမြို့တော်သူမှုအချိန်ကြီးခံမှန်းချက်ကတော့ဒီဒီတော့အံကုန်အလေးအပေါ်မကွေးတိုင်းဒေသကြီးအောက်ပိုင်းဒီအောက်တိုင်းဒေသကြီးအားပြီးနေဒီဒီနေမွန်ပြီးနေအရင်နဲ့ရှမ်းပြည်နယ်တို့မှာတော့ တော့တော့ငယ်မျိုးစမျိုးရောတော့နိုင်ပြီးတော့ဒိုင်းတိုင်းဒေသကြီးထက်မှအရှင်းတိုင်းဒိုင်းဒေသကြီးချင်းဒီနည်းချင်းဒီနယ်တို့မှာတော့တော့ငယ်ကန်းအမျိုးရနိုင်ပါတယ်တော့ဒီမျိုးရရဲ့အမှန်ချက်ကတော့ကျောင်းတိုင်းဒေသကြီးမျိုးတိုင်းဒေသကြီးကျောင်းတိုင်းဒေသကြီးပင်တိုင်းဒေသကြီးတရားပြည်နယ်ချင်းဒီနယ်နဲ့မုံဒီနယ် ဆန်ပြီးနေမှာဆိုရင်တော့မြောက်ပိုင်းနဲ့ရှေ့ဘက်မှာဒတိယဆဲပါတဲ့မူရရက9ရက်ကနေ10ရက်ခန့်လောက်ရှိနေနေပြီးတော့မန္တလေးတိုင်းဒေသကြီးဘူးတိုင်းဒေသကြီးကန်းနယ်ဒေသကြီးတချင်းပြည်နယ်ချင်းပြည်နယ်ရဟန်းပြည်နယ်နဲ့ချင်းပြည်နယ်အောင်မိုင်းတို့မှာ9ရက်က10ရက်ကနေ6ရက်ခန့်လောက်ရှိနေဒီကိဘူရဲ့ချင်းပြည်ကတော့ချင်းပြည်နယ်ရှေ့ပိုင်းရှေ့ပိုင်းဒေသတွေမှာတော့မေလရဲ့ပြန်နောက်ပြည် ဟုတ်ကဲ့အနေနဲ့ညောင်းနေနိုင်ပြီးတော့ရန်တန်းဒေသကြီးနဲ့မြေပြည်တော်ရန်ကုန်မန္တလေးပဲခုမကွေးသံတိုင်းတရားဝီအနေသာကြီးပချင်းအရာကရင်ချင်းခိုင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာပြည်သူကြီးနေတာနေသားရဲ့လူကြီးငန်းတာရှိနိုင်တယ်။အကမေလာတတိယဆယ်ပတ်မိုးလင်းတာခံမှကျင်တာဖြစ်ပါတယ်။